မင်္ဂလာပါ electronic ကနေအကျိုးဆိုပါတယ်ကျွန်တော်တို့ reef culture ကိုနှစ်သက်တဲ့လူငယ်တွေအတွက်ပေါ့ကျွန်တော်တို့ရဲ့ EDM industry ကြီးဟာလက်ရှိအခြေအနေဟာတိုးတက်နေတာလားဆိုးရုံနေတာလားဒီ EDM industry ကြီးကို impact ဖြစ်စေတဲ့အရာတွေရောဘယ်အရာတွေဖြစ်စေတာလဲကျွန်တော်တို့မလိုလားအပ်တဲ့အရာတွေကျွန်တော်တို့ဆောက်ရုံနေလို့မြင်နေရတဲ့အရာတွေရောဘယ်လိုပြန်ပြီးတော့ face လုပ်လို့ရနိုင်မလဲဆိုတာကိုအဲ့ဒီအချက်၃ချက်နဲ့ကျွန်တော်ရဲ့ personally အမြင်တွေကိုတော့ကျွန်တော်ပြောပြဆွေးနွေးသွားချင်ပါတယ် ပထမဆုံးအချက်ဖြစ်တဲ့ industry ကတူးတက်နေရလားဆုံးနေရလားဆိုတာကိုကျွန်တော်စပြီးအောင်ဆွေးနွေးချင်ပါတယ်အဲ့လက်ရှိအခြေအနေဆိုရင်ဗျာဒီကျွန်တော်တို့မန္တလေးမှာပဲကြီးကြီးရန်ကုန်မှာပဲကြီးကြီးဘားတွေ club တွေ KTV တွေကအရေးအတွက်အားဖြင့်လည်းပို့ပြီးတော့များလာတယ်အဲဒီ quality ဘိုင်းမှာလည်း production တွေမှာလည်းတော်တော်ကြီးကြီးကျယ်ကျယ်လောက်လာတာကိုကျွန်တော်တို့တွေ့ရတွေ့မြင်ရမှာပေါ့နော်အဲ့တော့အဲ့အရာတွေကိုတိုးတက်လာတယ်လို့ကျွန်တော်တို့ဟိုဆိုလို့ရနိုင်လားကျွန်တော်အမြင်ဆိုရင်တော့ဒီ business အရာတော့ ဒီ demand တိုးတက်လာရလို့တော့ပြောလို့ရပါတယ်အလူတွေကပို့ပြီးတော့ဒီ bar တွေ club တွေကိုပို့ပြီးတော့တွာလာခြင်းကြရတယ်ဆိုတော့ demand ရတော့တိုးတက်လာရလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီ qualitative အရာပေါ့နော်ဒီ quantitative ကိုမပြောဘဲနဲ့ qualitative အရာဆိုရင်တော့ industry ကဆုံးယူလာတယ်လို့ကျွန်တော်ကျွန်တော်ရဲ့ personally အမြင်ကကျွန်တော်ပြောချင်ပါတယ်ဗျာဘာရင်းနဲ့ရှင်ပြီးတော့ပြောလို့ရမယ်ဆိုရင်တော့ဒီ international နဲ့ international နဲ့ရှင်ပြီးတော့ပြောရမယ်လို့ပဲပြောရမယ်ဗျာဟိုအဲ့လိုကြီးကြဲကြဲပဲနည်းနည်းတော့ဟိုပြောရလိမ့်မယ်ရှင်နေ ဘာလို့ကျွန်တော်တို့က international နဲ့ဟို international နဲ့အဲ့လိုကြီးကြီးကျယ်ကျယ်ရှင်ပြီးတော့ကြောက်ရလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ EDM industry က2015 2020အတွင်းမှာတကယ်ကိုပဲဒီ international နဲ့ရင်ပေါင်တန်းပြီးတော့ artist တွေလည်းခေါ်နိုင်ခဲ့တယ်နောက်တစ်ခုက stage production တွေအားလည်းတကယ်ကိုဟိုအစင်တန်းမိမိနဲ့ကျွန်တော်တို့ဒီ society တစ်ခု community တစ်ခုကိုထူထောင်လာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အဲ့မှာဆိုရင်ဒီ artist တွေဆိုရင်လေဟိုပြန်ကြည့်ကြည့်မယ်ဗျာဟိုကျွန်တော်မှတ်မိသလောက်ကျွန်တော်ပြောပြန်ပြောပြရမယ်ဆိုရင် အာမင်အာမင်လာထားတယ်ဗျာပြီးဂျီမီထရီဗီကန်ဆန်လိုင်းမိုက်လာထားတယ်ဗျာမာတင်ဂါရစ်အလန်ဝေါ်ကာပြီးမတ်မဲလိုဟက်ဝဲစကရီလက်ပလတ်ဖရီကွင်စီဂျီမီထရမ်ပတ်ယဲလိုကလော့စတီဖ်အော်ဂီပြီးနိုင်မဲဆလန်ဒါဒါဒါနိုင်မဲဆလန်ဒါဆိုရင်ဒါဖျူရှင်ဒါအိုပန်နီကိုလာသွားတာဗျာအဲ့တော့တကယ်ကိုဒီ Warren DJ Mac ရဲ့1 to 10 artist တော်တော်များများကျွန်တော်တို့မြန်မာနိုင်ငံကို2015နဲ့2020အတွင်းမှာတော်တော်များများရောက်ပြီးသားပြီဗျ stage production မှာဆိုရင်လည်းဗျအတကယ်ကို Vinny Vinci နဲ့ ဒါပေမဲ့ယူနဲ့လုပ်တဲ့ပွဲရ stage production ဆိုရင်တကယ်လို့ international အစင်းတန်းအမီလည်းဖြစ်တယ်လို့ကျွန်တော်တို့ယင်ထဲမှာလည်းအလိုအများကြီးကြံခဲ့နေတာတခြားတခြားပွဲဆိုရင် stage production ဆိုလည်းအနည်းဆက်ဆုံးကျွန်တော်တို့ဘန်ကောက်မှာလုပ်နေတဲ့ပွဲရ stage production အတိုင်းကိုအကုန်လုံးတိုက်လုပ်နိုင်တဲ့အနေအထားကိုမှကျွန်တော်တို့ဒီ EDM industry ရဲ့အစင်းတန်းရှိခဲ့တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီ artist ဘိုင်းနေ stage production အပိုင်းနေပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီအဓိကအရေးကြီးတဲ့ခံခံနာမှာဖြစ်တဲ့ audience ဘိုင်းကိုကျွန်တော်ပြောဆက်ပြီးပြောကြရအောင်ဗျာ အော်ဒီ Orion အပိုင်းပါဆိုရင်တကယ်လို့ပဲ2015နဲ့2020က Orion ကအင်ဂျာတိချာတိချာချာလေးလုပ်တယ်လို့ပြောလို့ရတယ်ဗျာဘွဲ့ဘွဲ့ကိုကျွန်တော်တို့သွားမယ်ဆိုရင်အဲ့ဒီဘွဲ့ကိုဘယ်သူတွေလာမှာလဲဘယ် organizer တွေကလောက်တာလဲပြီးတော့အဲ့ဒီဘွဲ့မှာဘယ်လို music အမျိုးအစားတွေကိုအဓိကထားပြီးဖွင့်မှာလဲဆိုတာကိုတခြားလေးတို့ကလေ့လာကြတယ်ဗျာအဲ့တော့အဲ့ဒါအဲ့ဒါလည်းမကသေးဘူးဒီဘွဲ့ကိုသွားမယ်ဆိုရင်ဒီ artist တွေရဲ့တခြင်းတွေအဲတခြင်းတွေကိုလိုက်နားထောင်ဟုတ်မလား မာတင်ဂါရစ်ဆိုလည်းမာတင်ဂါရစ်ကဘာတချင်းနေ produce လုပ်ထားတာရှိတယ် yellow claw ဆိုလည်း yellow claw ကဘာချင်းနေ produce လုပ်ထားလေ mash mason ဆိုလည်းအဲ့လိုပဲ skrillex ဆိုလည်းအဲ့လိုပဲဗျာအကုန်လုံးကဒီသူ produce လုပ်ထားတဲ့တချင်းတွေကိုလိုက်နားထောင်နေအဲဒါလေးမကလေးဘူးနောက်ထပ်ထပ်ပြီးတော့သူရဲ့ live set တွေ produce လုပ်ထားတဲ့ချင်းတွေကတော့ဟုတ်ပါပြီ live set တွေကရောဘယ်လိုပုံစံမျိုး vibe ပုံသွားတာလဲဆိုပြီးတော့ဒီ live set တွေကိုလည်းသူနားထောင်နေသေးတယ်ဗျာအဲ့တော့ event event တွေကိုရောက်တဲ့အချိန်ကျတော့ဒီ orion က dj က အဲဒီ feeder feeder လောက်လိုက်ပြီဆိုတာ ਨੇ အောက်ကနေပြီးတော့အကုန်လုံးတခြင်းတွေလိုက်အော်ဆိုရတာ lyrics ပါတဲ့တခြင်းတွေရှိရဆိုရင် lyrics တွေကိုလိုက်ပြီးတော့အော်ဆိုရတယ်။အဲ့တော့ lyrics မဟုတ်တဲ့အဒီ drop ပဲရှိရတခြင်းတွေဆိုရင်လည်းဒီ drop တွေကိုလိုက်ပြီးတော့အော်ရတာ။ဆိုလိုချင်တာက Orion ကလုံးဝကို energy အပြည့်နဲ့ဒီ crowd ကြီးတစ်ခုလုံးကအလို bounce bounce ဖြစ်နေတယ်။အကုန်လုံးကလက်တွေမြောက်ပြီးတော့ခုံကြတယ်အချင်းချင်းတွေအလိုဟိုကပြောဆိုပြီးတော့ဒီတခြင်းတွေလိုက်ဆိုပြီးတော့ကကြတယ်ဗျာ။ and the depth study uh ဆိုရင်လည်းဒီ energy အပြည့်နဲ့ have them တခြားလောက်ကြာတယ်ဗျအဲ့လို energy အပြည့်နဲ့ OEM ကို2015နဲ့2020မှာကျွန်တော်တို့မြဝထထင်းကြီးကိုတကယ်ကြီး fight ကြိုက်သွားတယ်ကျွန်တော်တို့ဟိုတခြားလေးတွေးခဲ့ရတယ်ဗျဟောတခြားတာတစ်ခုကတော့2015 2020အတွင်းအလိုမျိုး stage production တွေလည်းမရှိတော့ဘူး artist တွေလည်းမလာတော့ဘူး Orion ကလည်းအဲ့လိုအလို Orion မျိုးမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့လက်ရှိ rave culture ကိုနှစ်သက်တဲ့သူတွေအကုန်လုံးကတော့ဒါဟိုကွာကွာချမ်းဖို့ပြစ်ထားရပါတယ်အဲ့တော့ ဘယ်အရာတွေကနေပြီးတော့မှကျွန်တော်တို့အင်တက်ဖြစ်စီရလဲပေါ့နော်2020ကိုဗစ်နောက်ပိုင်းကနေပြီးတော့မှစပြီးတော့ဖြစ်စီရလို့ပဲကျွန်တော်အနေနဲ့ဟိုမြင်နေပေါ့အဲ့တော့ဘယ်အရာတွေကဟိုအဓိကအခန်းကဏ္ဍနေပြီးတော့ impact ဖြစ်စီလဲပေါ့အဲ့အရာလေးကိုကျွန်တော်ရဲ့ personal အနေနဲ့ဟိုကျွန်တော် ပြောသားချင်ပါတယ်အဲ့တော့အဲ့မှာဘာတွေဖြစ်လာလဲဆိုတော့ festival တွေနဲ့ club တွေကကိုဗစ်မှာမရှိတော့တဲ့အချိန်မှာ KTV ခန်းထဲမှာ DJ ခေါ်ပြီးတော့ party ပေးရတဲ့လေးကတော်တော်လေးကိုကြီးစိုးသွားတယ်ပြောလို့ရတယ်နောက်ပြီးကြီးမားတဲ့တကယ်ကို impact ဖြစ်တာကတော့အားလုံးလေးတည့်တဲ့အတိုင်းပဲ dread လို့ပဲပြောရမှာပေါ့နော် တော့ festival ကြီး club တွေမှာ drug မလုပ်ကြတော့ဘူးလားဆိုပြီး major တခုရှိပါတယ်။လုပ်ကောင်းလုပ်နိုင်ပါတယ်။အဲ့တော့လုပ်ကြအောင်တော့ပေါ့နော်။အချိန်ကအကန့်အသတ်ရှိရပြ festival နဲ့ club မှာကြတော့အလုံးစုံ festival ဆိုရင်9နိုင်6နိုင်ထဲမကြအောင် club ဆိုရင်လည်းမကြအောင်ပြ။အဲ့လောက်အချိန်တော့တွင်းလေးပါ။အဲ့တော့ဒီ KTV ကြတော့အဲ့လိုအချိန်အကန့်အသတ်ကမရှိဘူး။ unlimited ကိုအခန်းကနေငှားထားတဲ့လောက်အချိန်တောင်းနေရတယ်။အဲ့တော့ KTV မှာကြတော့ဒီ drug ရဲ့အလုံးအကျူးသုံးဆွဲမှုကအစမတန်ပုံများလာတယ်လို့ကျွန်တော်ကမြင်နေဒါမြင်တဲ့အတိုင်းခုံလေးဟုတ်တယ်လို့ကျွန်တော်ယူဆတယ် festival နဲ့ club တွေမှာကြတော့ time limit ဖြစ်နေတဲ့အတွက်ကြောင့်မလို့အလွန်ကျွန်တော်30မိုကနေအလွန်ကျွန်တော်30လောက်နေနေကြဗျာ music နဲ့ vibe နဲ့ပျော်ရွှင်မှုကပထမဦးစားပေးမဟုတ်တော့ဘူး dread ရဲ့ဥဆောင်မှုကရေထဲကိုရောက်ပါတယ် dread ရဲ့ဥဆောင်မှုနဲ့ဒီတော့နေတဲ့လူပုံကြီးတချို့ကဗာပြဿနာဖြစ်လာလဲဆိုတော့ professional dj ကိုဝေခံတာကြီးဖြစ်လာတယ်အဲ့ဒါကြီးအပြင် festival နဲ့ club ရဲ့ riff culture ကြီးအကြည့်ပါအကြောင်းဝေဖန်လာလို့ကျွန်တော်တွေ့လာရတယ်ပေါ့နော်။အော်ဒီ festival ရဲ့ club ရဲ့ ဒီ KTV ရေရတီးတဲ့ fight တွေဟာမတူကြဘူးပေါ့နော်အာဒါကဟိုကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ရှင်းပြချင်ပါတယ်ဟို festival ဆိုရင် Tomorrowland ရ Ultra ရ EDC ရဆိုရင်ဒါပြီးရင်ね music fight တွေမျိုးစားတွေဟာမတူဘူးပြီးတော့ကျွန်တော်ထိုင်းမှာရှိတဲ့ဘာကျွန်တော် club တွေပြောမယ်ဆိုရင်ထိုင်းမှာရှိတဲ့ Speed Plus White Sugar Agrat ဒီ club တွေဆိုရင်လေဒီ music fight က club တခုနဲ့တခုကကွဲပြားတယ်နော်အဲ့တော့ကျွန်တော်တို့က festival ကိုပဲသွားတာလေးဖြစ်ဖြစ် club ကိုပဲသွားတာလေးဖြစ်ဖြစ်ဆိုဒီ club ကပြီးရင်ね vibe ဒီ festival ကပေးခြင်းတဲ့ vibe ကိုကျွန်တော်တို့ရှိရှိတော့ audience audience တွေလိုမျိုးအဒီ artist ကတော့ဘယ်လို music မျိုး playlist ရှိရဲဒီ festival ကတော့ဘယ်လို music မျိုးစားတွေကိုအဓိကထားပြီးတော့သွားတယ်ဒီ club ကတော့ဘယ်လိုပုံစံမျိုးအဓိကထားပြီးသွားတယ်ဆိုတာလေးဂျုံပြီးတော့လေ့လာတင်နေလို့နေတယ်ပေါ့ရှိမှလည်းလေ့လာခဲ့ကြတယ် audience ကရှိခဲ့ပြီးတာဗျာဒါပေမဲ့ဒီ back ကမှာကျတော့ဒီ KTV တွေကနေပြီးတော့မှကျောင်း drug အလွန်ကျူးသုံးဆွဲမှုရှိတာလေအချိန်မှာအဲတို့ဒီ byte ကိုရောက်နေတဲ့ဒီ sub ဒီ substances တွေပေါ့နော်ဒီအမျိုးအစားတွေ ဒါ FDA နဲ့စစ်စစ်ထားတာတွေမဟုတ်ဘူးဒီအမျိုးအစားတွေရဲ့ဒီ response ပုံမှန်မူတည်ပြီးတော့မှအားလုံးဘူဒီဂျီကမကောင်းဘူးအားဒီ festival ကဘာလို့ဖွင့်ပြန်မသိဘူးဒီ club ကဘာလို့ဖွင့်ပြန်မသိဘူးဆိုတော့လေဒီ professional တွေပုံမှန်ဝေဖန်လာတာလေးဟိုတွေ့ရတာတော့ကျွန်တော်တို့ဒီ industry တော့တော်တော်လေးဝမ်းလဲစရာကောင်းတယ်ပေါ့နော်ကြတဲ့ပို့ပြီးတော့ဝန်ထဲကြာကောင်းတယ်လို့ကျွန်တော်မြင်တဲ့အမြင်တစ်ခုရှိတယ်။အဲ့ဒါကတော့ဒီ audience တွေကို educate လုပ်ရမယ်။တာဝန်ရှိတဲ့ DJ ကိုယ်တိုင်ကဒီ drug launch သုံးဆွဲတဲ့သူတွေကိုအလိုလိုက်ပြီးတော့ဒီ vibe ကိုပြတ်ချင်ပြတ်ပြစီဆိုပြီးတော့ဒီ drag အချိန်တက်ဖို့ချင်းဖွင့်ကြတဲ့ကိစ္စတွေရှိလာတယ်ပေါ့နော်အဲ့တော့ DJ ရလည်းအများများလာတယ်အဲဒီ demand ကလည်းတော်တော်တောင်းဆိုလာတယ်ပေါ့ DJ တွေကဒီ orient demand ကလည်းတောင်းဆိုလာတော့ DJ တွေကလည်း9ရက်တစ်ပတ်လောက်တင်းတန်းတက်တယ်2ရက်3ရက်လောက်တင်းတန်းတက်ပြီးတော့ DJ ဖြစ်လာကြတာများတယ်နောက်တစ်ခုက item ပို့ပြီးဆိုတာကဒီ KTV အခန်းထဲမှာပဲကိုအချင်းချင်းအဖွင့်ကြရင်းနဲ့အဲဒီ drag ရဲ့အချိန်နဲ့ hype ပြီးတော့အာဒီလောက်ကတော့ငါလည်းဖွင့်တတ်ပါတယ်ဆိုပြီးတော့ခုက orient ကနေပြီးတော့မှအဲ DJ DJ ကိုပြောင်းဖွင့်တယ်အဲပြီးတော့သူက festival တွေ club တွေမှာလည်းဖွင့်ပိုးတဲ့ DJ လည်းမဟုတ်သလို DJ ပညာကိုလည်းစနစ်တကျတင်ထားတဲ့ DJ မဟုတ်ဘူးကိုအချင်းချင်းကို KTV မှာပဲတကယ်ချင်းအချင်းချင်းဖွင့်လာတဲ့ DJ ရနေပြီးတော့မှ DJ ဖြစ်လာတယ်လို့ပြောရမှာပေါ့နော်အဲ့မှာအဲ့လိုလူတွေအတွက်နောက်ထပ်ဈေးကွက်တစ်ခုပေါ်လာတာက stick ရောင်းနေဆိုတဲ့ကိစ္စပေါ့နော်အဲ stick ကဘလောက်ထိတောင်မှရောင်းလာလဲဆိုရင် playlist လေးတခြားအကုန်လောက်ထားပြီးသားဖြစ်တယ်။ queue တွေလည်းအကုန်လုံးကတခြားမှတ်ထားပြီးသားဖြစ်တယ်ပေါ့။အရန်တက်မယ်ပေါ့ stick ထိုးပြီး DJ set ပေါ်မှာ stick ထိုးပြီးတော့ရှင်းဖွင့်လိုက်ယူမယ်။အဲ့လောက်ကိုလဲပို့လာတယ်ပေါ့။ ဒီကြီးပညာကိုစနေတခြားတင်ထားတာမဟုတ်ဘူးဆိုရင်တော့သူကအလွယ်လမ်းအလွယ်လမ်းကိုပဲလိုက်မှာအဲ့ဒါတော့သိကြတယ်ဗျာအချင်းတွေအများကြီးတားဆောင်ဖို့လည်းသူမှစီစဉ်မရှိဘူးအဲဒီ stick ချောင်းကိုဝယ်ပြီးတော့သူ GDP မှာတချင်းပတ်ဖွင့်နေအဲ့တော့အဲ့လိုဟိုဒီ audience ကိုဖြောပြပေးရမယ့်တာဝန်ရှိတယ် educate လုပ်ရမယ့်တာဝန်ရှိတဲ့ဒီကြီးတယောက်ကသူကိုယ်တိုင်ပြက်စီးလာပြီးဆိုရင်အဲ့လိုလူတွေကဒီ club တွေ festival တွေကိုရောက်လာရင်လေဒီ festival rules တွေ club ရဲ့ဘယ်ချိန်မှာဘယ်လိုဖွင့်ရမယ်ဆိုတဲ့ music tempo music flow rules တွေကိုသူတို့မလိုက်နာနိုင်တော့ဘူးမလိုက်နာကြတော့ဘူး ငါ GDP မှာဒီလိုဖွင့်တာလူတွေကလာပြီကမှာပေါ့အဲ့ဒါသူ့တငယ်ချင်းတွေသူ့လူတွေကိုဒီ club တို့ festival တို့ကြတော့ music knowledge ရှိတဲ့သူတွေလည်းလာမယ်အရင်တော့ကျွန်တော်ပြောခဲ့တဲ့2015 2020ကဒီ audience တွေ club ကိုလာကြအောင်မယ်အဲ့တော့အဲ့ဒီလူတွေကဒီ music ကိုတန်ဖိုးထားပြီးတော့လာတဲ့အချိန်မှာတော့ပေါက်တက်ကြရတဲ့ DJ ကလုံနေပြီဆိုရင်အားလုံးကဒီစိတ်ပြတ်သွားကြမှာပဲဗျအဲ့တော့ကျွန်တော်တို့ industry ကဒီခုနှစ်ရက်တပတ်နဲ့တခြားစနစ်တကျမတင်ထားတဲ့အဲ DJ တွေရဲ့2020နောက်ပိုင်းတော့မှအကုန်လုံးတော့မဆိုလိုဘူးနေ အဲဒီအဲ့နောက်ပိုင်းမှာမှဒီ KDB တွေကနေပြီး hype ပြီးတော့အဲဒီဖြစ်လာတဲ့ DJ တွေရဲ့အဲ track ကိုအလွန်ကျူးတုံးဆွဲပြီးတော့ track ကအရှိတမ်းကနေပြီးဥဆောင်သွားပြီး music ကိုတခြားပြောရှင်ကြားတော့တဲ့မဟုတ်တဲ့ Orient တွင်နေပေါ့နော်အဲ industry ကဆုပ်ယူလာတယ်လို့တော့ကျွန်တော် personally မြင်တယ်ဘယ်လိုအရာတွေကပိုဆိုးစီရလဲဆိုတော့အဲ့ဒီကျွန်တော်ခုနပြောတဲ့အချက်အချက်မျိုးတွေက professional DJ ကိုဝေဖန်တိုက်ခိုက်လာတယ် festival တွေကိုတိုက်ခိုက်လာတယ် club တွေမှာသူတို့ဒီ track ရဲ့အရှိန်တက်ချင်းမတက်ချင်းပေါ်မှာမူတည်ပြီးတော့ music ကိုကောင်းတယ်မကောင်းဘူး club ရဲ့ music flow ကိုကောင်းခြင်းမကောင်းခြင်းကိုဝေဖန်လာကြတာဟာလွဲမားလေလို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်။အဲတော့ကျွန်တော်တို့နောက်ဆုံးပိုင်းဖြစ်တဲ့အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လို fix လုပ်လို့ရနိုင်မလဲဆိုတာဟာကိုကျွန်တော်ဆက်ပြီးပြောကြမယ်ဗျာ။အရင် riff culture ကိုရောက်ဖို့ဆိုတာကတော့ဘယ်လိုမှမလွယ်နိုင်တော့ဘူး။လက်ရှိ generation ကို skip လုပ်လိုက်ပြီးတော့မှပဲဒီ high school တွေ college တွေအနေမှာတန်နေတဲ့ generation တွေကိုပဲနှိစက်ရအောင် အချင်းချင်းကနေပြီးတော့မှမတချင်းနေဒီချင်းနေနားထောင်ဒီအင်ဒိုနီးရှားနေနဲ့ဒီဘန်ကောက်တို့စင်ကာပူတို့အဲဒီဂျကာတာတို့မှာ region တွေမှာလူငယ်တွေကဘယ်လိုပျော်နေကြတယ်ဆိုတာကိုပြောမှပဲရတော့မယ်လို့ကျွန်တော်ကတော့ယူဆမိတယ်လက်ရှိ generation ကတော့ဟိုဘယ်လိုမှပြုပြင်လို့ရနိုင်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့လိုနောက်တစ်ခုကဒီအရင်လို warrant international artist တွေနဲ့ဒီ protection amateur stage တွေကပြန်လာဖို့ဆိုတာလေကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအနေအထားအရရောဒီ currency ငွေကြေးပေါ့နော် inflation တွေအရရောက ဒီ organizer တွေဘက်ကလည်းလုပ်ဖို့မလွယ်ဘူးအဲ့တော့ငွေကြေးတက်နိုင်တဲ့သူတချို့ကတော့ဘန်ကောက်လိုမျိုးမှာဒီဂျာကာတာလိုမျိုးမှာသွားပြီးတော့ fest international festival တွေကိုသွားလို့ရနိုင်တယ်အဲ့ကနေပြီးတော့မှလည်းဘယ်လို music အမျိုးအစားတွေနဲ့လူတွေကပျော်နေကြတယ်ဘယ်လို music အမျိုးအစားတွေကို artist တွေကဒီ present လုပ်နေတယ်ဆိုတာကိုဟိုကိုကြည်တွင်ကအခြေအနေနဲ့နှိုင်းရှင်ကြည့်ပြီးတော့လေ့လာလို့ရမယ်ဗျာအဲ့တော့ကိုပြူရီတွင်ရဲ့ music level ရဲ့လက်ရှိ international နဲ့ regional က ဘယ် level ရောက်နေပြီလဲဆိုတာကိုကျွန်တော်တို့ဟိုနိုင်ရှင်အကြည့်လို့ရနိုင်တယ်အဲ့လိုမျိုးပဲကျွန်တော်တို့လုံးလို့ရနိုင်တော့မယ်လို့ယူဆတယ်နောက်တစ်ခုကဒီ drug ကိစ္စပေါ့အဲ့ဟာကတော့ပြောရင်ပြောရင်တော့ဗျာဒီကျွန်တော်တို့လူငယ်လေးဆိုတာအရင်ဗီယာဆစ်လိတ်ကစပြီးတော့ဗျာဒီ drug တွေဆိုတာကတန်ဆေးလုံလေးဆိုတာကိုအကုန်လုံးမပြောလဲဟိုသိတယ်ဗျာနောက်တစ်ခုကဒါတွေကိုမလောက်ပါနဲ့ဆိုပြီးတော့လဲ ဘသူဘသူမှလည်းပြောလို့မရတလို့လာပြောရင်လည်းမကြိုက်ဘူးဗျာကိုလူငယ်တဘာဝအရာငါတိတယ်ကိုကြိုက်လို့ကိုလုတ်တယ်ဆိုတဲ့အနေထားနဲ့ပဲကျွန်တော်တွေတွေကရှိနေကြတာဗျာဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီရက်ပီယာဆလိတ်ဒရက်ကာစားလို့ဗျာဟို limit ခုနဲ့ပဲအဲဒီ fight ကောင်းကောင်းရတဲ့အထိတော့ပဲတုံးဆွဲပြောပါမယ်ဆိုရင်တော့ကျမ်းမာရေးအတွက်လည်းကောင်းပြီနောက်တစ်ခုကဒီ music fight ကိုပို့ပြီးတော့ဦးစားပေးရအောင်မင်းဒီ drug ကနေပြီးတော့မှဦးဆောင်ပြီးတော့ အရှိတန်းတင်ပြီးသွားနေတာမျိုးမဟုတ်ဘဲနဲ့အဲတချင်းနေတငယ်ချင်းနေနဲ့ဒီပတ်ဝန်းကျင်နဲ့ပူပျော်ရတယ်ဆိုတော့အားမျိုးဖြစ်လာနေဗျာဆိုလိုတာကတော့ဒီ drug ကဥဆောင်သွားတာမဟုတ်ဘဲနဲ့အရက်ပြားစလိတ် drug ပြားဥဆောင်တာမဟုတ်ဘဲနဲ့ဒါတွေကအထောက်အပံ့အနေနဲ့သာအလိုအပ်တယ်ဆိုတဲ့အားမျိုးကိုပဲဟိုဖြစ်စီခြင်းနဲ့ပေါ့ဟိုလူသားရဲ့လူဖြစ်လာမှတော့ကိုကြိုက်တာကိုလောက်ခွင့်ရှိကြတယ်ဗျာဟိုဘသူကမှမထိတိုက်ပြင်းနေကိုကြိုက်တာကိုလောက်တာကတော့ပိုကောင်းနေပေါ့အခုကျွန်တော်တို့တွေ ပြောနေရတယ်ကျွန်တော်အပေါင်းတခြားသူတွေလည်းပြောနေကြတာရှိမယ်အဲ့ဒါတွေကကိုကြိုက်တာကိုလုပ်တယ်ဆိုပေမဲ့ကျွန်တော်အပေါ်မှာပြောသလိုပဲကျွန်တော်တို့ရဲ့ industry မှာ DJ တွေကိုရော organizer တွေရော festival နဲ့ club တွေရဲ့ professionalism ကိုဒီ track တွေကို track ကအုပ်ဆောင်ပြီးတော့သွားနေတဲ့ community ကဝင်ရောက်ပြောဆိုအဲဥပမာ DJ မကောင်းဘူး ်အဒီဒီကစေးမတက်ဘူးအဒီကလပ်ကစီတက်အောင်မဖွင့်ဘူးဒီဖက်ရှင်ပဲပါတယ်ဘာမှမသိဘူးဆိုတော့ဟာတွေဖြစ်လာလို့ပြောကြရတာပေါ့ကိုပါသားကိုကိုအငါတော့ဒါတွေမကြိုက်ဘူးငါတော့ဒါပဲကြိုက်တယ်ဆိုပြီးတော့ကိုပါသားကိုကို private account နဲ့ပါပဲနေပြီးတော့ဒါလုံနေတယ်သူ့ရဲ့အခွင့်အရေးသူ့ရဲ့ဟိုလုံပိုင်ခွင့်ပဲပေါ့နော်ဒါကျွန်တော်တို့ကဘာမှပြောစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဟိုပြန်ပြောစရာတခုရှိတာက drug ကအရာရာပဲတကယ်လို့ဒီလိုမျိုးဟို drug တွေရပ်ပြရာတွေမရှိဘူးဆိုရင်မင်းတို့ရဲ့ rave culture ကြီးကဟိုပြောလို့ မရတော့ဘူးဆိုတာမျိုးကတော့ဟိုရာနှုန်းပြမမှန်ပါဘူးပေါ့နော်တော်တော်ရာကိုင်းတော့တော်တော်များများမမှန်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်2015 2020မှာ Rave Culture ကိုမြင်ခဲ့တဲ့သူတွေဆိုရင်ဒါသိတာပါတယ် Music ကဒါအဓိကဦးဆောင်နေ Artist တွေကအဓိကဦးဆောင်နေ Stage Production တွေကအဓိကဦးဆောင်ပါတယ် Channel အရေးပြာ Track တွေကတော့ Supporting အနေနဲ့ဒါဘာကောင်းပါလိမ့်မယ်ပေါ့နော်ဒါတော့နောက်တစ်ခုကဒီဘက်ခေတ်လူငယ် generation တွေမှာဆိုရင်လည်း coffee party ဆိုပြီးတော့ coffee တောက်ပြီးတော့ techno တွေနားထောင်ကြတာ house တွေနားထောင်ကြတာတွေလည်းကျွန်တော်တို့ရှိလာပါပြီဒါဆိုရင်ဒါအရေးပြာတော့ မပါတော့ဘူးဗျာဒါ drug ဆိုတာဝေးလာဝေးပေါ့နော်ဒါ coffee တောင်းရင်ဒါ espresso တောင်းရင် american တို့တောင်းရင်ねအာဒီ technology house တွေကိုနားထောင်နေ afro house တွေနားထောင်နေဆိုတာတော့မှရှိလာကြပြီပေါ့နော်အဲ့တော့အနည်းချုပ်ကျွန်တော်ပြန်ပြောရမယ်ဆိုရင် face လို့ဖို့ကတော့ next generation ကျွန်တော်တို့တဲ့အရင်အောင်မြင်တဲ့ဒီ high school နဲ့ college က generation ကိုပဲအပေါ်မှာပြောသလိုနေဆက်ရအချင်းချင်းတွေ international တွေ regional festival တွေ international artist တွေဟာဘယ်လို music အမျိုးအစားတွေဘယ်လို production တွေကို present လုပ်နေပါလဲဆိုတာကိုပဲလေ့လာရင်းတင်ပြရင်းနေပဲ fix လုပ်လို့ရတော့မယ်လို့တော့ကျွန်တော်ထင်တယ်။အဲဒီအခုလက်ရှိသွားနေတဲ့ generation ကိုတော့ကျွန်တော်မမလုပ်လို့မရနိုင်ဘူးလို့တော့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့ကျေးဇူးပါ။ဒီနေ့ကတော့ဒါကတော့ကျွန်တော်ရဲ့အမြင်တွေကိုကျွန်တော်ပြပြထားတာဖြစ်ပါတယ်။တခြားသူတွေရဲ့အမြင်တွေ꽌လွှဲတာလည်းရှိအောင်ရှိနိုင်ပါတယ်။အဲ့တော့ဒီ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အာရိုင်းကြတာမျိုးမဟုတ်ဘဲနဲ့ဒီအပြုသဘောဆောင်တဲ့ဆွေးနွေးမှုအားလုံးကို welcome လုပ်ပါတယ်။